မင်္ဂလာပါကိုနမိတ်ကတော့အောင်ချမ်းပြီလို့ခေါ်ပါတယ်အခုရှမ်းချုံ University Medical College မှာတတိယတရားပွင့်ပဲဆောင်ဆိုင်တဲ့ကျောင်းသားတယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့ကိုမြန်မာလူငယ်လူငယ်တွေအတွက် စေချောင်းဘယ်လိုရွေးချယ်ရမလဲဆိုတာကိုအခြေခံသုံးချက်အနေနဲ့ရှင်းပြခြင်းပါတယ်ပထမဆုံးအနေနဲ့စေချောင်းရွေးချယ်မယ်ဆိုရင် WHO accreditation ရှိလားမရှိလားကိုအရင် check ရပါပါ ကျတော့ကဲအဲ့ဒါကိုဘယ်လိုချက်မလဲဆိုတော့ဒီမှာပြထားတယ် WDOMS ဆိုတဲ့အမ် WFME accredited school မှာ check လို့ရတယ်အမှဆိုရင်ကဲဘယ်လို check လုပ်လို့ရလဲဆိုတော့ပထမတစ်ခုအနေနဲ့ကိုเจ้าကဒီ list ထဲမှာရှိလာဆိုတော့ရင်ကြည့်ရမယ်ကြည့်ပြီးရင်နောက်တဲ့အရေးကြီးဆုံးတစ်ခုကအဲ့ဒီဒီရဲ့နောက်ဆုံးနှားမှာရှိတဲ့ ECFMG certification ရှိလားမရှိလားကိုလည်းတစ်ခါလေး check ပြရတယ် ဒီ ECMNG ကပါလဲဆိုတော့အဲ US မှာလုံလုံဖို့ရအတွက်ရေးကြည့်လိုက်တဲ့အစိမ့်တစ်ခုနေတယ်လောက်ရတယ်ပေါ့နော်ဒါအပေါ်အလွဲအကူဆုံးပြောမယ်ဆိုရင်တော့နောက်အောက်မှာဆိုရင်တော့ကနေဒါဆိုတဲ့ဟာရှိတယ်ကနေဒါဒါလည်းအတူတူပါတယ်ကနေဒါ Medical Council မှာအဲ့ဒီ Medical Council ကနေပြီးတော့မှအတိမတ်ဒီဖိုင်အကြောင်းပေါ့နော်ဒါဆိုရင် data မှာ အလုံးလုံးရတယ် Okay so again ရလဲရေးကြည့်တယ်ဘာလို့လဲဆိုတော့တချို့အကြောင်းတွေဆိုရင်ဒီနောက်မှာမပါတယ်ဘူး DCF MG တို့အဆိုရော Nader တို့အားလည်းမပါတယ်။ Okay အဲ့ဒါပြင် check မယ်။ So okay ဒီလိုမျိုး check ချင်းအားဖြင့်ပါပြလဲဆိုတော့ဥယျာဉ်ကျောင်းကနေပြီးတော့မှဝေရပြီးတော့ရင်ဘယ်နိုင်ငံမှာအလုပ်လုပ်လို့ရလဲ။ဒါကိုချက်နိုင်မှာတည်တယ်။နောက်ကျတော့ကိုယ်အလုပ်လုပ်ချင်တဲ့နိုင်ငံရဲ့ council council တွေကို check လုပ်ဖို့လည်းတိုက်တွန်းကြည့်လဲဆိုကြပါစို့ဥပမာဆိုရင် GMC EMC ောက်ကြတော့အဲဆိုကြပါစို့အဲခုနောက်ပိုင်းဆိုရင်ပါလဲဆိုတော့က UAE အာ American Council အများကြီးရပါတော့အမှ check လုပ်လို့ရတယ်ဟောင်ကောင်အဲ American Council ကနေပြီးတော့မှသူတို့ကသူတို့လက်ခံတဲ့ Council Accredited Medical School တွေလေ list တက်တဲ့နဲ့ထုတ်ပေးထားတယ်။နောက်အားလေးကိုလည်း check လုပ်ဖို့ title နဲ့အာဒုတိယတစ်ခုအနေနဲ့ကတော့ဒါကအရေးကြီးဆုံးတစ်ခုပေါ့နော်။ကိုဘာနဲ့တဲ့ ဘာ language media နဲ့ပဲပါတယ်အာကိုကတရုတ်မှာရောက်နေတယ်တရုတ်မှာရောက်နေတယ်တရုတ်မှာရောက်နေပြီတောင်အောင်ပဲတရုတ်ဘာသာနဲ့မသင်ရဘဲနဲ့ English media နဲ့သင်ရတယ်ပေါ့နော် English media နဲ့သင်ရတော့ကြည့်ဒီဒီ program က fully in full english media ဖြစ်လားမဖြစ်လားကို check လုပ်ရတယ်အမကြီးအဲ့ဒါကလည်းကိုတက်ချင်တဲ့ကျောင်းရဲ့ website ကိုပေးချစနစ်တကျကြည့်ရှုဖို့ ိုက်တွန်းပါတယ်။နောက်ကြတော့ဒီတရုတ်ကျောင်းနေမှာဖြစ်တဲ့ပြဿနာလေးတွေရှိရပေါ့နော်။ဘာလဲဆိုတော့တရုတ်ကဘာသာပြန်အင်္ဂလိပ်စာအရင်အားနေတဲ့နိုင်ငံဖြစ်တယ်။ဆရာဆရာမတွေကတချို့တလေဆိုရင်အာအင်္ဂလိပ်လိုပြောပြရင်အတွက်အရန်ကမှ limited ဖြစ်တဲ့ struggle ဖြစ်တယ်ပေါ့နော်။အဲ့ဒါကိုကိုယ့်ရဲ့ senior တွေဒီကျောင်းမှာကိုတက်ချင်တဲ့ကျောင်းမှာ ရှိတဲ့ senior တွေကို maybe အမှ confirm လုပ်တာအကောင်းဆုံးဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျောင်းရဲ့ curriculum ကို check လုပ်ဖို့ ကျောင်းရဲ့ curriculum မှာပထမအဦးဆုံးကအများသောအဖြစ်ပေါ့တော့ကျောင်းနေအကုန်လုံးရဲ့များသောအဖြစ်ကပထမနှစ်ဆိုရင်ဗာတက်ရလဲဆိုတော့ basic science တွေတက်ဆိုကြပါတော့ဗာလေးဆို physics chemistry and also like zoology ဝါဒီတော့မသိအောင်နဲ့တူပဲထားပါတော့အဲအဲ့ဒါတွေတက်တယ်ပေါ့နော် basic science တွေတက်တယ် second year နဲ့စပြီးတော့မှ medical subject တွေစပြီးတော့မှသင်ရတယ်ပေါ့နော် second year မှာဗာရီပါတက်လဲဆိုတော့ biochemistry physiology anatomy အဲ့ဒါတွေပါတက်တယ်ပေါ့နော်အဲ့ဒါလေး အဲ့ check လုပ်ဖို့ရန်တိုက်တွန်းနေပေါ့เนาะနောက်တစ်ခုအနေနဲ့ကကြတော့เจ้าတွေကဘာပုံမူတည်လဲဆိုတော့ system based လား subject based လား subject based ကကြအမှန်တိုင်းပြောရင် UK curriculum ကို follow လုပ်တဲ့ curriculum ပေါ့ subject based ဆိုတာကဆိုကြပါစို့ဘယ်လိုမှဆို pathology ရှိတယ် microbiology ရှိတယ်အဲ့လိုမျိုးတသက်တသက်ခွဲပြီးကမှပင်တယ်ပေါ့နော်ဘာကြတော့ဘာလဲဆိုတော့ US based ကကြတော့ system based ပေါ့နော်ဆိုကြပါစို့ကိုတို့เจ้าဆိုရင် system based နေရဲသွားတယ် CBS system เนาะ CBS system ထဲမှာပါပါလဲဆိုတော့ကဲကာဒီယက်အဆရာပါလို့နှလုံးရဲ့ physiology တွေပါမယ်အနောက်ကျတော့ pathology တွေပါမယ် pathophysiology တွေပါမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုပေါင်းစည်းထားတာ subject အနေနဲ့ပါလောက်ထားတာမဟုတ်ဘူးအဲ့ဒါကိုလည်း check ဖို့ရန်အတွက်ရေးကြည့်တယ်နောက်ကျ teaching power ကိုအမြဲ check ဖို့အတွက်တိုက်တွန်းပါတယ် okay ဆိုတော့အခုအနေနဲ့ဒီနေ့မှာစေချောင်းရွေးချယ်ရမှာ တိပြုသိတဲ့အချက်၃ချက်ကိုပြောပြပြီးသွားပြီဖြစ်ပါတယ်။နောက်နေ့မှလည်းပဲဒီစေတမီယာနဲ့ပတ်သက်ပြီးတော့မှဈေးကြောင်းနဲ့ပတ်သက်ပြီးတော့မှရေးကြည့်လာတဲ့ info တွေကိုဆက်ပြီးတော့မှဒီ channel မှာပဲ update လုပ်ပေးမှာမို့လို့စောင့်မျှော်ပေးပါဦး။ဒီ channel ကိုလည်းပဲ subscribe လုပ်ပေးပါဦးလို့တောင်းဆိုချင်ပါတယ်။အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။